ဟုတ်ကဲ့ကျွန်တော်အစမကြည့်တာကိုပြောပြမယ်เนาะအဒီ NUG ကိုကျွန်တော်ကမထောက်ခံဘူးလို့လည်းပြောပြီးသားဟိုဘက်မှာ NLD အစိုးရရှိတယ်လို့ဆိုတဲ့အတွက်ကြောင့်ကျွန်တော်မထောက်ခံတာ NLD အစိုးရကြီးကပြတ်သွားပြီဆိုရင်ကျွန်တော်ထောက်ခံလိမ့်မယ်เนาะရှင်းရှင်းပြောနိုင်ငံရေးကိုကြောင်းပြန်လှုပ်ရှားတာဒါခင်ဗျားတို့ကျွန်တော်ပြောပြတာနာဂစ်ဖြစ်တော့ဒေါအောင်ဆန်းစုကြည်ဘယ်လိုထိခိုက်ပျက်စီးနေလဲဆိုတာကျွန်တော်တောင်းဆိုခဲ့တယ်เนาะ အဲ့ဒီအချိန်မှာဂမ်ပါရီရအောင်တွတ်တွေ့ဒါခင်ဗျားတို့ကျွန်တော်ပြောပြတာရှင်းရှင်းပြောရင်ဒေါ်အောင်ဆန်းစုကြည်ကကျေးဇူးကမနှဲဘူးဗျအန်နူးကြီးပေါ်မှာနော်ဆွေစဉ်မျိုးဆက်တားစဉ်ပေါင်ဆက်လှူစားလို့ရတယ်လှူစားခွင့်နေခင်ဗျားတို့လှူစားခဲ့ကြတယ်ခင်ဗျားတို့ဒီမှာအေးအေးဆေးနေနေကြပြီဟိုကယ်လီဖိုးနီးယားက88ကကိုကိုလေးကိုလည်းပြောမယ်မင်းတို့ကိုးကွယ်နေတဲ့ဖာသင်မပန်ဆယ်လို့မင်းတို့ပြောလိုက်ငါဆောက်ယူမဟုတ်ငါဆိုးရွားဝင်တယ် နော်မင်းက88မှာငါနဲ့ပတ်သက်ခဲ့တဲ့ကောင်ကိုကိုလေးနော်မင်းတို့လည်းငါပြောမယ်မင်းနိုင်ငံသားငါနိုင်ငံသားငါအစိုးရဝန်ထမ်းမင်းစုံစမ်းခွင့်ရှိတယ်ဟုတ်လားနော်စောက်ရမ်းနေမပြောနဲ့ငါတို့ကလိုအပ်တာကိုပြောတယ်ရထားတဲ့တည်င်းဘလောက်မှန်လဲဆိုတာတန်တမန်တွေသွားတွေ့ဖို့အတွက်နော်ဒေါ်အောင်ဆန်းစုကြည်အမေအိုကြီးကိုအမေအိုကြီးကိုလှုပ်ရှားနေတဲ့အကောင်နေကောင်မတွေဒီအချိန်မှာလှုပ်ရှားပြီးတောင်းဆိုတဲ့နေဒါကိုပြောနေတာနော် မင်းတို့လူရုပ်မာတွေအောက်တန်းစားတွေဒါမျိုးမလုပ်ရဘူးကနိုင်ငံရေးဆိုတာနော်တခိုးကြပိုးတွေလူလိမ့်နေနော်ဝင်းထိန်နဲ့အိတ်လိုက်တာနဲ့လူရဝင်သွားတဲ့ဖာတယ်မဟုတ်မင်းတို့အိုကိုကွယ်နေတာနော်ငါနိုင်ငံသားခွင့်လွှတ်ဘူးမင်းတို့တွေးလိုက်မယ်ငါလှုပ်တတ်တယ်ကိုကိုလေးမင်းငါငါဘာသာစကားဘလောက်ကျွမ်းကျင်တယ်ဆိုတာမင်းတို့သိတယ်မင်းတို့88ကောင်နေသိတယ် နော် statement ညီငါပဲရေးခဲ့တာဟုတ်လားချီကာဂိုညီလာခံရဲ့ပြန်တန်းတစ်ခုလုံးရေးခဲ့တာငါကွာနော်စောက်ယူယောဂာနဲ့စောက်ချုံးမပြေနေမလုံနဲ့ငါ88ကိုမဖိုက်ဘူးမင်းတို့ဖားသေးကိုကိုယ်ွယ်တဲ့ကောင်တွေကိုဖိုက်တာဟုတ်ပြီလားဒီမှာရဲဘော်အောင်မြင်ထုံးလို့ရှိတယ်အကုံရှိတယ်ဘယ်ကောင်ကဘာလဲဆိုတာအားလုံးသိတယ်ဟုတ်ပြီလားမင်းတို့အမဲအိုကြီးကို မင်းတို့ပြစ်ထားလို့မင်းတို့လှုပ်ရှားထားတဲ့ကောင်တွေကောင်မတွေတို့ပြောနေတာဒီချိန်မှာမင်းတို့တောင်းဆိုရမယ်တိုက်တွန်းရမယ်နော်ဒီသတင်းမှန်မမှန်ရအောင်မင်းတို့တွေ့ရမယ်တွေ့နိုင်တဲ့တန်တမန်ရအောင်လုပ်ရမယ်ဒါကိုပြောတာဟုတ်ပြီလားဗမာနိုင်ငံကြီးမင်းတို့ထင်တော့မလွယ်ဘူးကွာမင်းစစ်တပ်ဆိုတာအမြဲတမ်းရုပ်မာနေတဲ့လူရုပ်မာကြားထဲမှာမင်းတို့လှုပ်ရှားထားတဲ့ အမေအိုကြီးရောက်နေတာဒါကိုပြောတာနော်အဲ့တော့တွေ့မယ် TV ရဲ့ visa တွေငါတမပြမယ်ငါအစိုးရဝန်ထမ်းတော့ကိုကိုလေးမင်းနိုင်ငံရေးတမရတယ်မင်းနိုင်ငံသားမင်းစုံစမ်းလို့ရတယ်ဘေးကဖားတယ်ဖားကောင်းပောက်ပန်း၄၀လာမစုံစမ်းနဲ့ဟုတ်ပြီလားဒါပဲ ဒေါ်အောင်ဆန်းစုကြည်လက်ကျိုး၍ကုသမှုခံယူနေရစစ်ကိုင်းငလျင်လှုပ်ခတ်မှုတွင် နေပြည်တော်အနှက်ထိခိုက်ခဲ့ပြီးနေပြည်တော်တွင်းရှိဝန်ထမ်းအင်အားနှင့်အထက်မြင့်အဆောက်အအုံများအပါအဝင်ထိခိုက်ပျက်စီးခဲ့ပြီးတေဆုံးသူ489ယောက်ရှိကြောင်းသိရသည့်အဆိုပါတေဆုံးမှုထဲတွင်အတွင်းဝင်အဆင့်နှင့်ညုံမှုအဆင့်များပါဝင်ပြီး တာမန်ဝန်ထမ်းများလည်းထိခိုက်မှုရှိပြီးဝန်ထမ်းမိသားစုအချို့လည်းတေဆုံးခဲ့သည်နေပြည်တော်တွင်ထိမ့်သိမ်းခံထားရသောပြည်သူအစိုးရ၏နိုင်ငံတော်အတိုင်ပင်ခံလည်းဖြစ်နိုင်ငံသားရေးဝန်ကြီးလည်းဖြစ်နေသူနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်အားတီတက်နေအိမ်နှစ်ထပ်ဆောင်တတခုတို့ပြောင်းရွေ့ထားခဲ့သည်စကစမထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့်ဒေါ်အောင်ဆန်းစုတို့အားနေပြည်တော်အချင်းထောင်တွင် တွေ့ဆုံခဲ့ခြင်းမဟုတ်ဘဲနေပြည်တော်တွင်ရှိသည့်ကြားနှစ်ထပ်အိမ်ဆောင်တွင်တွေ့ခဲ့ပြီးနောက် အဆိုပါနေအိမ်တွင်ပင်ဒေါအောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့သော နေရာဖြစ်သည့်အဆိုပါနေရာသည်ဝင်ကြီးများနေထိုင်သောအိမ်ယာဝန်းကျင်ဖြစ်ပြီးယခုစက္ကစပြန်ကြားရေးဆိုင်ရာတာဝန်ထမ်းဆောင်နေသောဘိုလ်ချုပ်စောမင်းထွန်းအစ်စ်သုံးထပ်တိုက်ဆောက်ထားသည့်ရက်ွက်ဖြစ်သည်မလ28တွင်စစ်ကိုင်းငလင်လှုပ်ခတ်သောကာလတွင်ဒေါအောင်ဆန်းစုကြည်သည်တရားမှတ်လမ်းရောက်နေသော အချိန်ဖြစ်ပြီး ထိုအချိန်အဆိုပါအိမ်၏ပထမမြင်းကြီးထက်မြေထဲသို့ထွက်ဝက်ကြောကြောနေဝင်ခဲ့ပြီး ဒေါအောင်ဆန်းစုကြည်နေထိုင်နေသောဒုတိယထက်ပြူကြရာမှထိခိုက်ခဲ့ပြီးဘဲဘက်လက်တစ်ဖက်လက်ဖြန့်ကျိုးခဲ့ကြောင်းမြန်မာအမေရိကန်သတင်းဌာနမှစုံစမ်းရရှိခဲ့သည့်တို့ဖြင့်ဆက်ကစားမှနိုင်ငံတော်၏အတိုင်ပင်ခံနိုင်ငံသား၏ဝန်ကြီးဒေါအောင်ဆန်းစုကြည်အားစေကူတမှုပေးထားသည်ကိုသတင်းအမှောင်ချထားခြင်းဖြစ်ကြောင်းသိရသည့်မလ28ရက်မြန်မာစံတော်ချိန်7နှစ်နာရီ57မိနစ်မှ7နှစ်နာရီ55မိနစ်အတွင်းလှုပ်ခတ်ခဲ့သောစစ်ကိုင်းငလင်သည် လူကြီးရေတုံးတန်းခန့်ထိခိုက်ခံစားခဲ့ရပြီးစက္ကဆအုပ်ချုပ်သော နေပြည်တော်အဆောင်ကြီးအလုံးပေါင်း2015လုံးပျက်စီးခဲ့ပြီးမြန်မာအမေရိကန်သတင်းဌာနကိုရှယ်လီမှတ်ချက်မြန်မာအမေရိကန်ရုပ်တံသတင်းဌာနမှစုံစမ်းရရှိသောသတင်းအချက်လက်အားမြန်မာပြည်သို့ရောက်ရှိနေသည့်ကုလအတွင်းရေးမှူးအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ထံသို့ပေးပို့ခဲ့ပြီးတော့